လောကမှာလူတိုင်းကြီးပွားချမ်းသာခြင်းနဲ့လူတိုင်းအောင်မြင်ခြင်းနဲ့လူတိုင်းငွေကြေးတွေအများကြီးပိုင်ဆိုင်ခြင်းနဲ့လူတိုင်းအလုတ်ကင်အခွင့်လန်းကောင်းတွေရခြင်းနဲ့ဒါပေမဲ့မအောင်မြင်နေတဲ့သူတွေငွေတွေမရှာနိုင်တဲ့သူတွေအလုတ်ကင်ခွင့်လန်းကောင်းမရတဲ့သူတွေမှာအခြေခံလိုအပ်ချက်တစ်ခုအားနည်းနေအောင်ကျွန်တော်တွားပြီးတော့မှတွေ့ရတယ်။အဲ့ဒီအခြေခံလိုအပ်ချက်ကဘာလဲဆိုတော့အချိန်မမှန်ခြင်း အချိန်နောက်ကျခြင်းဆိုတာပဲ။ ဘဝမှာအောင်မြင်ခြင်းနဲ့တိုးတက်ကြီးပွားချမ်းသာခြင်းနဲ့တော့အလုတ်ကင်ခွင်လန်းကောင်းတွေရခြင်းနဲ့ဒါပေမဲ့အချိန်မှန်ခြင်းဆိုတာကိုတောင်မလေးကျင့်နိုင်အချိန်မှန်ခြင်းဆိုတာတော့မလေးကျင့်နိုင်တဲ့အတွက်တခြားသောအရာတွေကိုလည်းမလုပ်နိုင်တော့ကျွန်တော်တို့လောကမှာ အောင်မြင်နေတဲ့သူတွေမှာအခြေခံလိုအပ်ချက်တွေကိုပြည့်စုံပြီးသားဖြစ်တဲ့သူတွေကြီးပဲကျွန်တော်တို့အောင်မြင်နေတဲ့သူတွေကြီးပွားချမ်းသာတိုးတက်နေတဲ့သူတွေကိုကျွန်တော်ပြောတာဥမာအချိန်မှန်တာတို့ကိုပြောတဲ့အတိုင်းလိုက်ပြီးတော့မှလှုပ်တာတို့တမာတမတ်ကြတာတို့ဂတိပေးထားတဲ့အတိုင်းလှုပ်ဆောင်တာတို့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုမဖြစ်မနေအကောင်အထည်ဖော်တာတို့ဒါတွေဒီဘာလဲဆိုတော့ကျွန်တော်တို့အခြေခံလိုအပ်ချက်တွေပါအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်အရင်တုန်းကနောက်ကျတတ်တဲ့အခြေကျွန်တော်မှရှိတယ်တော့တနားကြီးချင်းထားပြီဆိုလို့ရှိရင်တနားကြီးခွဲတနားကြီးမိနစ်20တနားကြီး15လောက်မှကျွန်တော်ရောက်တယ် ဒါပေမဲ့ကျွန်တော်နိုင်ငံသားသားခီးတွားကုမ္ပဏီလုပ်တဲ့အခါမှာအဲ့တော့ကျွန်တော်ရဲ့ဝန်ဆောင်မှုတွေကိုယူတဲ့နိုင်ငံသားတွေအထူးသဖြင့် American တွေ၊ Europe သားတွေသူတို့ကအချိန်မှန်ခြင်းဆိုတာကို practice လုပ်တယ်။အချိန်နောက်ချလို့လည်းမရအောင်အဲ့နောက်ပိုင်းမှာကျွန်တော်ဘာဖြစ်လဲဆိုတော့အချိန်မှန်အောင်လုပ်တယ်။ ်เนาะအချိန်မှအောင်လုပ်တယ်နောက်တစ်ထပ်ပြီးတော့မှအခြေခံလိုအပ်ချက်တွေကျွန်တော်ဖြည့်တယ်ကိုပြောရင်ပြောထားတဲ့အတိုင်းလုပ်ပေးတယ်ကတိတည်တယ်ရီမန်းချက်ပန်းတိုင်းပြတ်သားတယ်တကယ်လက်တွေ့လုံးဆောင်ခြင်းဆိုတာကိုကျွန်တော်လုပ်တယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေကြတဲ့လူငယ်တွေမိတ်ဆွေတွေဒီလည်းဘဝမှာအောင်မြင်ခြင်းနဲ့တိုးတက်ကြီးပွားချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်တော့အခြေခံလိုအပ်ချက်တွေကိုပြည့်မီဖို့လိုတယ်ပြည့်မီသွားရင်အဲ့ဒီအခြေခံလိုအပ်ချက်တွေတက်ကြော်လွန်ပြီးတော့မှငွေရှာနိုင်တဲ့တက်ကြွမှုတွေချမ်းသာကြွယ်ဝမဲ့ဤပညာတွေကျွန်တော်တို့ရပါလိမ့်မယ် ဒီကြောင့်အနေနဲ့ပြီးတော့မှအခုဒီဗီဒီယိုကြည့်နေကျွန်တော်တို့ငွေတွေမိတ်ဆွေတွေဒီဂျိုးစုံတွေအရလေးမဲ့လို့ကျွန်တော်မျောလင့်ပါတယ်ဂျိုးစုံတွေရတယ်ဆိုလို့ရှိရင်တော့ကို့အတွက်ဘာရလိုက်တယ်လဲဆိုတော့ comment မှာဆက်လို့ရေးပြပါဗီဒီယိုဆုံးတော့ကြည့်ပြရတဲ့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကုညာနေအောင်ပါအင်္ဂါရှိတော်နေတဲ့ဖြစ်ပါစေ